မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ Match လ17ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီရဲ့ကရင်ပြည်နယ်ဝင်ကြီးချုပ်စောမြင့်ဦးတက်ရောက်ခဲ့တဲ့ဂျိုင်းဒရာဖွင့်ပွဲအခမ်းအနားမစတင်ပြီးမှာ drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာစစ်သားတချို့ထိခိုက်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မတ်လ9ရက်နေ့မနေ့9:38မိနစ်43မိနစ်နဲ့7:00နာရီခွဲအချိန်ကတည်းကမှဂျိုင်းတရာဖွင့်ပွဲအခမ်းအနားမစတင်မီမွန်ပြည်လွတ်လပ်ရေးတပ်မတော် MLA ရဲ့ Spring UAV Force G3 Fist Wing drone အဖွဲ့က ဒရုန်းနဲ့ဆင်းတဲ့ဘုံဒီတုံလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီဘုံကျဲတိုက်ခိုက်မှုကြောင့်အခမ်းအနားပွဲကိုတက်ရောက်လာတဲ့အကြမ်းမဲ့စစ်ကောင်စီရဲ့ KB နဲ့ဝင်ကြီးချုပ်ဦးဆောင်မြေဦးအရှိတောင်တိုင်းစစ်ဌာနချုပ်ဒူတိုင်းမူဘုံမူကြီးဗညာဝင်စောက်လော်ရေးဝင်ကြီးဌာနပြည်တော်စုဝင်ကြီးမျိုးသက် KB နဲ့လမ်းမဆက်သွေးရေးဝင်ကြီးညီညီစုံနဲ့ KB နဲ့တရားလွတ်တော်တရားသူကြီးချုပ် ညွန့်လင်းတို့ဖဲချိုးဖြတ်ပြီးတဲ့နောက်ချက်ချင်းပြန်လဲထွက်ခွာသွားခဲ့တယ်လို့သိရပါတယ်စစ်ခွေးတွေရဲ့တရားဖွင့်ပွဲမစတင်သေးခင်အရင်ကျဲချလိုက်တာစစ်ခွေး၃កောင်ထိခိုက်ဒဏ်ရာရတယ်လို့သိရတယ်ပြည်သူတွေကိုစစ်ကောင်စီတွေကျင်းပတဲ့အခမ်းအနားပွဲလမ်းသဘင်များနဲ့ဤကက်စွာမနေကြဖို့အတွက်အတိပေးပြောကြားခြင်းပါတယ်လို့ Moon Liberation Army ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းစစ်ကောင်စီတပ်သား၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ကားနဲ့တဲထုတ်သွားတယ်လို့သိရပါတယ် ဒရုန်းနဲ့တိုက်ခိုက်တဲ့အချိန်တွင်းမှာအကြမ်းဖက်စစ်ကောင်စီရဲ့ကော့ကရိတ်မြို့နယ်ကျုံတုံးမြို့အခြေဆိုင်ခမရ945တပ်ရင်း946တပ်ရင်းနဲ့ဗျူဟာဂုံးမှရှိတဲ့ဂျမ်းမာများကြောင့်ဒရုန်းပုံသည်လွင့်စင်ခဲ့ရာဒရဟောင်းအောက်ဘက်ချမ်းမှရှိတဲ့မူလာရန်ကျောင်းအနီးမှာဈေးရောက်နေတဲ့ပြည်သူတအူးမစိုးရင်ကထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းငင်းကြံခရိုင်ငန်းစုံမြို့နယ်ငန်းစုံမြို့သားလမ်းပိုင်းမှာအကြမ်းမဲ့စစ်တပ်ရဲ့ခြေလင်းစစ်ကြောင်းကိုပေပါမိုင်းနဲ့မိုင်းဆွဲတက်ခါရာစစ်သား71ဦးတေဆုံးပြီးတော့ခြေပြက်လက်ပြက်များခြုံမုတ်ပေါ်မှာချိတ်ကြံခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကမက်စလာ10ရက်နေ့မနေ့7နိုင်ခွဲအချိန်ကငန်းစုံမြို့ကနေမြို့သားမြို့ပတ်ကိုအင်အားတရာခန့်နဲ့ထွက်လာတဲ့ခြေချင်းစစ်တပ်စစ်ကြောင်းကိုငန်းစုံမြို့သားလမ်းပိုင်းတနေရာမှာပေပါမိုင်းနှလုံးနဲ့မိုင်းဆွဲတက်ခါခဲ့ရာစစ်သား71ဦးတေဆုံးပြီးတော့၃ဦးထက်မနဲ့ဒဏ်ရာရရှိက6ရောင်5ကြောင် ်လက်သုံးချောင်းပြတ်ထွက်ပြီးတော့ခြုံပုတ်များပေါ်မှာချိတ်တင်ကြံရဲခဲ့တယ်လို့သိရပါတယ်။ချင်းလင်းစစ်ကြောင်းမိုင်းခွင်းထဲကိုဝင်လာတာထော်လာဂျီလည်းပါတယ်ပေပါမိုင်းနှလုံးကြားထဲကိုဝင်လာတာအဲ့ဒီဘက်ကစစ်ခွေးတွေကနည်းနည်းစိုးမိုးသေးတယ်ဆိုတော့ပျောက်ကြားစနစ်နဲ့တိုက်ခိုက်ခဲ့တာပါခြေောက်ကငါးချောင်းလက်ကသုံးချောင်းခြုံပုတ်ပေါ်မှာချိတ်ပြီးတော့ကြံနေခဲ့တာတွေ့တာကပြည်သူတွေဆိုတော့ဓာတ်ပုံလည်းမရရဲကြဘူးစစ်ခွေးတွေရဲ့အုတ်ထုပ်တွေလည်းတွေ့တယ်တေတာကဆက်တကောင်တေးတယ်တေတဲ့သူတွေကို light truck ကားနဲ့ ဝေကုံဘက်အတိုင်းဒရဥဘက်ကိုတည်သွားတာလို့နဂရီပြောက်ကြားတပ်ဖွဲ့မြင်းညာကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်။၎င်းတိုက်ခိုက်မှုကိုနဂရီပြောက်ကြားတပ်ဖွဲ့မြင်းညာတပ်ဖွဲ့ကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့မိုင်းဆွဲတိုက်ခိုက်မှုအပြီးမှာစစ်ကောင်စီတပ်သားများကကြောက်လန့်တကြား၎င်းတို့မျက်နှာမူရာအရက်ကိုရန်တမ်းပစ်ခတ်ခဲ့တော့လေပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။တိုက်ခိုက်ခံရပြီးတဲ့နောက်နိုင်ဝက်ခန့်အကြမှာတိုက်ဆုံသွားတဲ့စစ်သားများကို light truck ကနေဝေကုံကြီးပါဘက်ကိုတင်ဆောင်သွားပြီးတော့ဒဏ်ရာရတဲ့စစ်သား၃ဦးကို ဂျိုဂျေးရွာဖုန်ကြီးကျောင်းကနေကားနဲ့ငန်းဆောင်မျိုးဘက်ကိုတဲဆောင်သွားတယ်လို့သိရပါတယ်။လက်ရှိမှာမျိုးသားမျိုးမရှိတဲ့စစ်တပ်စခန်းအတွင်းထဲကိုစစ်သားအင်အား200ခန့်ရောက်ရှိနေပြီးတော့စစ်ရေးအခြေအနေတင်းမာမှုတွေကြောင့်ပြည်သူများအနေနဲ့စစ်ကောင်စီတပ်သားများနဲ့ပတ်သက်တဲ့နေရာများအနီးအနားကိုတွာလာနေထိုင်ခြင်းမျိုးမပြုလုပ်ကြရန်အသိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်ကစစ်တပ်အတွင်းမှာပုံကံမှုများမဖြစ်ပေါ်စေရေးအတွက်စီနီယာဂျူနီယာအစင်တိုင်းမဟုတ်တော့ဘဲ၎င်းယုံကြည်စိတ်ချရတဲ့သူများကိုသာရာထူးနဲ့တာဝန်များတိုးမြှင့်ပေးအပ်နေခြင်းကြောင့် ထိတ်တန်းစစ်ဘုံချုပ်တွေကြားထဲမှာမတူညီတဲ့အုပ်စုကွဲများဖြစ်ပေါ်နေကတယောက်နဲ့တယောက်အားတွေပြန်ဆိုင်နေကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ Main Online က1027စစ်စင်ရေးဖြစ်ပွားနေတဲ့အချိန်2023ခုနှစ်နှစ်ကုန်ပိုင်းကစတင်ပြီးတော့ယာရုနဲ့တာဝန်ပေးရမှုများကိုစီနီယာဂျူနီယာအစင်တိုင်းမဟုတ်တော့ဘဲနဲ့၎င်းရဲ့စိတ်တိုင်းကြအပြောင်းအရွှေ့များလှုပ်ဆောင်လာတယ်လို့သိရပါတယ်။အထူးသဖြင့်ဒုစစ်ခေါင်းဆောင်စိုးဝင်းရဲ့စစ်ဘက်ယာရုနဲ့အရက်ဘက်တာဝန်များကို၎င်းတို့တစ္ဆာခံတဲ့အငယ်တန်းစစ်ဘုံချုပ်များကိုယာရုတုံးမြင့်ပြီးတော့လွှဲပြောင်းပေးမှုများကိုလှုပ်ဆောင်လာတယ်လို့သိရပါတယ်။ ဒုစစ်ခေါင်းဆောင်စိုးဝင်းရဲ့စစ်ဘက်ဆိုင်ရာလုတ်ပိုင်ခွင့်နဲ့ယာရုတာဝန်တချို့ကို DSA စစ်တပ်ကတော့အပတ်စဉ်35ကြောင်းစင်ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းကိုလွှဲပြောင်းပေးနေတယ်လို့သိရပါတယ်။စစ်တပ်ရဲ့နံပါတ်3ခေါင်းဆောင်ဖြစ်လာတဲ့ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းကိုစစ်ဘက်ဆိုင်ရာစီမံခန့်ခွဲမှုများနဲ့စစ်စင်ရေးများအတွက်မင်းအောင်လိုင်ကသူ့စီကိုတိုက်ရိုက်အစီရင်ခံခိုင်းပြီးတော့ဒုစစ်ခေါင်းဆောင်စိုးဝင်းရဲ့အခမ်းကဏ္ဍကိုဖယ်ရှားထားတယ်လို့သိရပါတယ်။အခုနောက်ပိုင်းတက်ချုပ်ကညှိကွကြီးရည်လေညှိနှိုင်းကွက်ကဲရေးမှုဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းကို စစ်စင်ရေးနဲ့စစ်ဘက်ဆိုင်ရာစီမံခန့်ခွဲမှုကိစ္စတွေကိုဓာတ်ရိုက်ခိုင်းတယ်သူစီကိုပဲဓာတ်ရိုက်အစီရင်ခံခိုင်းတယ်ဒုတက်ချုပ်ကိုဘာမှပေးမသိတော့ဘူးတက်ချုပ်နဲ့ညှိကုတ်နဲ့ဓာတ်ရိုက်လုပ်တယ်ညှိကုတ်ကဒုတက်ချုပ်တဲ့အပတ်စဉ်အများကြီးငယ်ပေမဲ့လဲတက်ချုပ်နဲ့ဓာတ်ရိုက်အလုပ်လုပ်နေရတော့ဒုချုပ်ကိုညှိကုတ်ကလေးလဲမလေးစားတော့ဘူးရှေ့တယ်လို့တောင်သဘောမထားတော့ဘူးလို့နေပြည်တော်စစ်ဘက်ဆိုင်ရာသတင်းရေးမြစ်ကပြောပြထားပါတယ်2024ခုနှစ်ဩဂတ်လအတွင်းမှာမင်းအောင်လှိုင်ကစိုးဝင်းရဲ့ရုံးခန်းနေရာများကို၎င်းနဲ့ကပ်ရမထားတော့ဘဲ တီးကြပြောင်းရွှေ့ခိုင်းခဲ့တယ်လို့သိရပါတယ်အဲ့ဒီနောက်မှာတော့စစ်ထောက်ချုပ်နဲ့တပ်မတော်စစ်ဦးစီးအရာရှိချုပ်ကြီးတာဝန်ပေးအပ်ခံထားရတယ်ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းကိုတော့2024ခုနှစ်ဒီဇင်ဘာလမှာတပ်မတော်ရဲ့နံပါတ်3အဆင့်ရှိတယ်ကြီးရေးလေးညှိနှိုင်းကုတ်ကဲရဲမှုရာထူးကိုတုံးပြစ်ပေးခဲ့တယ်လို့သိရပါတယ်အဲ့ဒီအချိန်ကစတင်ပြီးတော့မင်းအွန်လိုင်းကကျော်စွာလင်းကို၎င်းရဲ့အနီးနားမှာသာခေါ်ယူထားတော့တယ်လို့သိရပါတယ် စစ်တပ်ကတော့အပတ်စဉ်35ကြောင်းဆင်းဒုတိယဗိုလ်ချုပ်ကြီးကြောသွားလင်းကိုတပ်မတော်ကြီးရေးလေညှိနှိုင်းကုတ်ခဲရေးမှုယာရုပေးရန်အတွက်ဗိုလ်ချုပ်ကြီးမောင်မောင်အေးစစ်တပ်ကတော့အပတ်စဉ်25ကြောင်းဆင်းကိုဖယ်ရှားပြီးတော့ကာကွယ်ရေးဝန်ကြီးအဖြစ်နဲ့ပြောင်းရွှေ့ခဲ့တယ်လို့သိရပါတယ်ဗိုလ်ချုပ်ကြီးမောင်မောင်အေးဟာဗိုလ်ချုပ်ကြီးများထုံးဦးနဲ့အပတ်စဉ်တူဖြစ်ပြီးတော့အများရန်ခေခေမင်မင်သွားလာမှုများရှိနေတယ်လို့သိရပါတယ်အုပ်စုခွဲပြားရမယ်ဆိုရင်စစ်ကောင်စီရဲ့တွဲဘက်အတွင်ရေးမှု ဗိုလ်ချုပ်ကြီးရဲဝင်းဦးနဲ့ဗိုလ်ချုပ်ကြီးမောင်မောင်အေးကခမ်းမီးခမတ်တွေဗိုလ်ချုပ်ကြီးမောင်မောင်အေးနဲ့ဗိုလ်ချုပ်ကြီးညာထုံးတို့ကလည်းတပတ်စင်နဲ့ဖြစ်နေတော့သူတို့ကခင်မင်ကြတယ်စစ်ဘက်အရက်ဘက်နှစ်ခုစလုံးမှာအေးပါတဲ့သူတွေဖြစ်နေတော့စစ်ဘက်မှာလည်းအခေယာကြနေတဲ့ဗိုလ်ချုပ်ကြီးမောင်မောင်အေးကိုတက်မတော်ကြီးရေလင်းညှိနှိုင်းကုတ်ခဲရင်မူညှိကုတ်ကနေဖယ်ပြီးတော့အရက်ဘက်ကိုပို့တာပဲကာကွယ်ရေးဝင်ကြီးဆိုတာကလက်ကင်တက်မရှိဘူးအရက်ဘက်ဝင်ကြီးသဘောမျိုးစမ်းနေတက်ချုပ်ကသူ့ရဲ့စိတ်ကြိုက်ကိုကစားနေတာ divide and rule လောက်တာပေါ့အောက်ခြေမှာအားလုံးညီညွတ်နေရင်သူ့ကိုအချိန်မရွေးအာနာသိမ့်ဖယ်ရှားနိုင်တာမျိုးဖြစ်မှာ ကိုသူစိုးရိမ်နေပုံရတယ်။ဘိုးချုပ်မူကြီးစောမောင်ယာလူဖယ်ရှားခံခဲ့ရတော့ကလည်းအချိန်တွေကိုကြည့်ရင်အဲ့ဒီအချိန်ကဒုတက်ချုပ်တန်းရွှေနဲ့အတွေ့အမှုခင်ညွန့်တို့ပေါင်းပြီးတော့လှုပ်ကြံခဲ့ကြတာပဲ။အဲ့လိုမျိုးဖြစ်မှာကိုသူကစိုးရိမ်နေပုံရတယ်လို့မေးပြီးတော့တက်တွင်းသတင်းရင်းတွေကပြောပြထားပါဗျ။ စစ်တပ်အတွင်းနဲ့တပ်ထောက်ခံသူများကြားထဲမှာဒုစစ်ခေါင်းဆောင်စိုးဝင်းအပေါ်လေးစားမှုနဲ့ကြိုက်တဲ့တပ်သူများရှိနေတဲ့အပေါ်မှာမင်းအောင်လှိုင်ကအမြဲလိုလိုစိုးရိမ်ကြကြီးရှိနေကဒုစစ်ခေါင်းဆောင်စိုးဝင်းနဲ့အပတ်စဉ်တူတဲ့တငယ်ချင်းဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကိုလည်းမင်းအောင်လှိုင်ကပြည်ထရေးဝန်ကြီးရာထူးကနေပြီးတော့ဖယ်ရှားနေရွှေ့ခဲ့တယ်လို့သိရပါတယ်။2023ခုနှစ်ဩဂတ်လ3ရက်နေ့ပြည်ထရေးဝန်ကြီးအဖြစ်နဲ့ခန့်အပ်ခံခဲ့ရတဲ့ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဟာ2025ခုနှစ်ဇန်နဝါရီလ31ရက်နေ့မှာနေဆက်ရေးရာဝန်ကြီးအဖြစ်နဲ့ပြောင်းရွှေ့ခန့်လိုက်ရတယ်လို့သိရပါ ါတယ်ဒုတက်ချုပ်နဲ့ပြည်ထဲဝင်ကြီးဒုဘုံချုပ်ကြီးရာဘေးကလည်းနောက်ပိုင်းမှာအရန်ကိုတွဲလာတယ်ဒါလည်းတက်ချုပ်ကတိတ်ကြိုက်ပုံမရတော့အပြောင်းလဲကိုလှုပ်ပြန်တယ်အပြောင်းလဲလှုပ်တာတွေကိုအခြေခံကြည့်ရင်အပြစ်ရှိလို့လားတာဝန်မချေလို့လားအဲ့ဒီလိုလည်းမဟုတ်ပြန်ဘူးသူသဘောမတွေ့ရင်အရွှေပြောင်းတွေလှုပ်တာပဲညီညွတ်နေတာကိုတက်ချုပ်ကမလိုချင်တာပဲလို့၎င်းကပြောပြထားပါတယ်တခြားစစ်ဘက်တရင်ရင်းမြစ်တခုကလည်းမင်းအောင်လိုင်ရဲ့တွေးခွဲအုပ်ချုပ်မှုဟာအရေးချင်းပေါ်မူတည်ပြီးတော့ယာရုတိုးပေးခြင်းမဟုတ်တော့ပဲ၎င်းအပေါ်ကိုတစ်ဆာခံမယ်တစ်ဆာရှိမယ်အငယ်တန်းဘိုးချုပ်များကို လက်ယုံလက်မယုံများအဖြစ်နဲ့လက်သက်မွေးလာခြင်းဖြစ်တယ်လို့သိရပါတယ်ဗိုလ်ချုပ်ကြီးများထွန်းဦးဗိုလ်ချုပ်ကြီးတင်အောင်ဆန်းဗိုလ်ချုပ်ကြီးမိုးအောင်တို့ကအရက်ဘတ်အုပ်စုတွေပေါ့ဗိုလ်ချုပ်ကြီးတွေဖြစ်ပေမဲ့အရက်ဘတ်မှာပဲနေရတာတအပေါ်ဩဇာလည်းတိတ်မရှိတော့ဘူး တကယ်တမ်းကိုတက်တွေကိုကင်ထားရတာကတက်ချုပ်စွဲတင်ထားတဲ့အငယ်တန်းဘိုလ်ချုပ်တွေပဲယာရူးကြီးတက်တွေကင်ထားတဲ့အငယ်တန်းဘိုလ်ချုပ်တွေကတအုပ်စုယာရူးကြီးတက်လက်ကင်မရှိတဲ့ဝါရင်ဘိုလ်ချုပ်ကြီးတွေကတအုပ်စုအဲ့လိုအုပ်စုတွေကွဲထွက်နေတာအကွဲပြဲဖြစ်တာလည်းမဟုတ်ပေမဲ့လေကိုအုပ်စုနဲ့ကိုနေနေကြတာပေါ့တအုပ်စုနဲ့တအုပ်စုကလည်းအချင်းချင်းအမားဆောင်နေတယ်လို့မျိုးမြင်နေရတယ်ညီညွတ်မှုကတော့ပျောက်နေတယ်လို့အခြားစစ်ဘက်သတင်းရင်းမြစ်ကရှင်းပြထားပါတယ်အကြဘတ်စစ်ခေါင်းဆောင်မင်းအောင်လိုင်က၎င်းရဲ့ဆက်ရဖြစ်တယ်အာနာရှင်ဟောင်းတန်းရွှေရဲ့လုံခြုံရေးအဆောက်အအုံများကိုလည်းဖယ်ရှားခဲ့ပြီးတော့ သူစိတ်ချယုံကြည်ရတဲ့စစ်အရာရှင်များဥဆောင်တဲ့တပ်များနဲ့အာနာရှင်ဟောင်းတန်းရွှေရဲ့လုံခြုံရေးအတွက်ပြောင်းလဲတာဝန်ပေးအပ်ခဲ့တယ်လို့သိရပါဗါဒအာနာရှင်ဟောင်းတန်းရွှေအပေါ်တစ္ဆာခံနေတဲ့ဗိုလ်ချုပ်ကြီးများနဲ့ဗိုလ်ချုပ်ဟောင်းများကိုလည်းသတိနဲ့ဆက်ဆံပြီးတော့စောင့်ကြည့်မှုများရှိနေတယ်လို့စစ်ဘက်သတင်းအမြင့်များကအမြင်တူစွာပြောကြားခဲ့ကြောင်းသိရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံကအလုတ်ကန်ပြည်ချင်းနိုင်ငံကူးလက်မှတ်နဲ့ပြည်ပကိုတွားရောက်အလုတ်လုတ်ကန်မဲ့သူများအလုံးအနေနဲ့ အလုံသမားဝင်ကြီးဌာနရဲ့ခွင့်ပြုချက်ကိုရယူရမှာဖြစ်ပြီးတော့ခွင့်ပြုတဲ့အလုံသမားစီးရဲများကိုလည်းလေးစိတ်ကိုကြိုတင်ပြီးတော့တင်ပို့ထားမှာဖြစ်တယ်လို့စစ်ကောင်စီကဒီကနေ့မှာထုတ်ပြန်ကြေညာလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ PJ နိုင်ငံကူးလက်မှတ်နဲ့ပြည်ပအလုံကိုင်းတွားရောက်မဲ့သူများဟာ OWIC ပြည်ပအလုံကိုင်းတပ်တွေကကလက်ဝဲရရှိပြီးတဲ့နောက်အလုံသမားဝင်ကြီးဌာနထံမှာခွင့်ပြုချက်လျှောက်ထားရမှာဖြစ်တယ်လို့သိရပါတယ်။အလုံသမားဝင်ကြီးဌာနကခွင့်ပြုချက်လျှောက်ထားတဲ့သူတွေကိုစီစစ်ပြီးတဲ့နောက်ပြည်ပအလုံကိုင်းတွားရောက် လောက်ကင်ခွင့်ပြုထားတဲ့စရင်ကိုကြီးညာပေးကလေစိတ်ကိုပေးပို့ထားမှာဖြစ်တယ်လို့သိရပါဗါရဲအဲ့ဒီလုပ်ငန်းစဉ်များကိုလာမဲ့မတ်လ18ရက်နေ့မှာစတင်မှာဖြစ်တယ်လို့စစ်ကောင်စီကကြီးညာထားပါတယ်အရင်တုန်းကတော့ OWIC ကတ်ရှိတယ် PJ passport ရှိတယ်ဆိုရင်တခါတည်းပြည်ပကိုတန်းထွက်လို့ရတယ်အခုကတော့အလုတမားဝင်ကြီးဌာနရဲ့ခွင့်ပြုချက်ရမယ်အပြင်လေစိတ်မှာလည်းခွင့်ပြုစရင်နဲ့ပါနေမှပြည်ပကိုထွက်ခွင့်ရတော့မယ်နောက်ထပ်စီစစ်တဲ့အဆင့်တစ်ဆင့်ထပ်ပေါ်လာတာပေါ့ OWIC ကရှိပြီးတာတော့မှပြည်ပကိုထွက်ဖို့အတွက်စီစစ်ခွင့်ပြုထားမှထွက်လို့ရတော့မယ်လို့ပြည်ပအလုပ်ကိုင်အေဂျင်စီလုပ်ငန်းရှင်တို့ကပြောပြထားပါတယ်။ဒါအပြင်ဖေဖော်ဝါရီလ14ရက်နေ့ကစတင်ပြီးတော့ရန်နာထားခဲ့တဲ့ OWIC ကထုတ်ပေးခြင်းများကိုလည်းပြန်လည်စတင်တော့မှဖြစ်တယ်လို့သိရပါတယ်။ဒါပေမဲ့အလုပ်သမားဝန်ကြီးဌာနကခွင့်ပြုထားတဲ့အလုပ်ခေါ်စားများပါ အလုတ်ကိုင်များနဲ့ကျွမ်းကျင်အလုတ်သမားများကိုသာစီစဉ်ပြီးတော့ OWRC ကတ်ထုတ်ပေးမှဖြစ်တယ်လို့သိရပါတယ်။ OWRC ကတ်ပြန်လည်ထုတ်ပေးခြင်းများကို match လ20ရက်နေမှာပြန်လည်စတင်မှာဖြစ်တယ်လို့စစ်ကောင်စီကကြေညာထားပါတယ်။ အထွေထွေအလုသမားတွေတော့တွားဖို့ခတ်သွားပြီကျွမ်းကျင်အလုသမားတွေနဲ့အလုသမားဝန်ကြီးဌာနကအတီးပြုအလုခေါ်စာ G2G နဲ့ကျွမ်းကျင်အလုသမားတွေကိုပဲ OWIC ကတ်ထုတ်ပေးမယ်ဆိုတာတကယ်ကိုဖြစ်လာတာပဲလို့ပြည်ပအလုပ်ကိုင်အေဂျင်စီတဦးကပြန်လည်ရှင်းပြပြောဆိုထားပါတယ်စစ်ကောင်စီကလက်ရှိအသက်၁၈နှစ်ကနေအသက်၃၅နှစ်အတွင်းစစ်မှုထမ်းရန်အကျုံးဝင်တဲ့အမျိုးသားလူငယ်များအားလုံးကို ပြည်ခြေနိုင်ငံကူးလက်မှတ်နဲ့ပြည်ပကိုထွက်ခွာခွင့်ကိုဆက်လက်ပိတ်ပင်ရန်ဆက်လက်ပြီးတော့ဆုံးဖြတ်ထားတယ်လို့နေပြည်တော်အလုံသမားဝင်ကြီးဌာနရဲ့သတင်းအရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်ကုဒုံမြို့နယ်မှာရှိတဲ့ကလော့တော့ကျေးရွာမှာစိုင်းကယ်စီးနေလာတဲ့မွန်လူငယ်၂ဦးကိုစစ်ကောင်စီတပ်ကတနက်နေ့ပြစ်ခတ်တပ်ဖြတ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်လ10ရက်နေ့မနက်တနာရီကအချိန်မှာစိုင်းကယ်စီးနေလာတဲ့မွန်လူငယ်၂ဦးကိုစစ်ကောင်စီနဲ့ဌာနေပြည်သူ့စစ်ပူးပေါင်းအဖွဲ့တွေကကျေးရွာစေးပေးကန်အနီးမှာပဲတနက်နေ့6ချက်ပြစ်ခတ်ခဲ့တယ်လို့သိရပါတယ်။တနက်နေ့ပြစ်ခတ်ခံရတာကြောင့်အဲ့ဒီမွန်လူငယ်၂ဦးဟာဥကောင်းနောက်ကျောင်းနဲ့လက်တွေမှာကြီးဖောက်ဝင်ဒဏ်ရာတွေရရှိခဲ့ပြီးတော့ အခင်းဖြစ်ပွားရာနေရာမှာပဲတိတ်ဆုံးသွားတယ်လို့သိရပါတယ်။တိတ်ဆုံးသွားတဲ့လူငယ်နောက်ဦးဟာ ကလောက်တော်ကြီးရွာနေအသက်25နှစ်အရွယ်မွန်ထိုင်းနယ်ကော့ပီထော်ကြီးရွာနေအသက်25နှစ်အရွယ်လူငယ်တအူးတို့ဖြစ်တယ်လို့သိရပါတယ်စစ်ကောင်စီပူပေါင်းအဖွဲ့တွေတနက်နဲ့ပြစ်ခတ်သွားတဲ့လူငယ်နှအူးကိုဒီတိုင်းပဲပြစ်ထားခဲ့ပြီးတော့မနက်ပိုင်းမှလာဒေသခံတွေရဲ့အကူအညီနဲ့ကမာဝက်တိုက်နယ်ဆေးရုံကိုပို့ဆောင်ပေးခဲ့ကအဲ့ဒီနောက်မှာတော့ကလော့တော့ကြေးရွာတုတ်တမ်းမှာတကြိုခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်ဒေသခံတွေရဲ့ပြောပြချက်အရပြစ်တက်ခံလိုက်ရတဲ့မွန်လူငယ်နှအူးဟာဒေသတွင်းမှာစိုက်ကဲခိုးမှုတွေကိုကျူးလွန်နေသူဖြစ်ပြီးတော့တို့တို့နှအူးကိုစစ်ကောင်စီပူးပေါင်းအဖွဲ့တွေဖမ်းဆီးရမိပြီးလေ ဲ့နောက်တနက်နဲ့ပြစ်တက်ခဲ့တာဖြစ်နိုင်တယ်လို့သုံးသပ်မှုတွေလည်းရှိနေပါတယ်။မွန်လူငယ်နှစ်ဦးပြစ်တက်ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့စစ်ကောင်စီဘက်ကဒစုံတရားတရင်ထုတ်ပြန်တာကိုမတွေ့ရသေးကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်တရင်ကတော့မကွေးတိုင်း6မြို့နယ်ဂွေးပင်ကြီးရွာနယ်ဂွေးပင်လေးရွာကိုစစ်တပ်ကဝင်းရောက်ဖျက်ဆီးပြီးတော့နေအိမ်များကိုမိရှုကာ ပြည်သူပိုင်ရွှေငွေလက်ဝတ်ရတနာများကိုလူရက်ခိုးယူသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်လာ9ရက်နေ့မနေ့9နိုင်ကန်းက6မြို့နယ်ဂွေးပင်ကြီးကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ဂွေးပင်ကြီးကျေးရွာနဲ့ဂွေးပင်လေးကျေးရွာတို့ကိုအင်အား80ခန့်ပါတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကလက်နက်ကြီးလက်နက်ငယ်မျိုးစုံနဲ့ပြစ်ခတ်ဝင်ရောက်လာတဲ့အတွက်ကျေးရွာနေပြည်သူများဟာထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။အဲဒီနောက်မှာတော့စစ်တပ်ကပြည်သူပိုင်နေအိမ်နှလုံးကိုမိရှို့ဖျက်ဆီးခဲ့ပြီးတော့နေအိမ်များအတွင်းကလက်ဝတ်ရတနာများအပါအဝင်ပြည်သူပိုင်ပစ္စည်းများကိုခိုးယူသွားကြောင်းမကွေးခဲအိုင်ပကပအထူးတက် က်ရေးတပ်ဖွဲ့တပ်ခွဲနှင့်တာဝန်ခံကြော်ထိုက်ကသတင်းပေးဖို့ပြောကြားထားပါတယ်။အခုလိုမျိုးပြည်သူများထွက်ပြေးတိမ်းရှောင်သွားပြီးတဲ့နောက်နေအိမ်များအတွင်းမှာကြန့်ရှိနေတဲ့ပြည်သူပိုင်းလက်ဝတ်ရတနာ350ခန်း ဆရာတော်တန်ခါတော်များကိုလူတိုင်းရန်ပြုလုပ်ထားတဲ့အမဲကြောင့်ငါးဘိတ်သာအဝေးစားများပါမကြံခိုးယူသွားပြီးတော့ပြည်သူပိုင်နေအိမ်နှလုံးကိုလည်းမိရှုဖြက်စီးသွားတယ်လို့သိရပါတယ်။ကျွဲတက်ရွာဘက်ကဏီเจ้าကနေယာပြင်ကိုဖြတ်ပြီးတော့လမ်းမှာယာလုံးနေတဲ့သူတွေကိုလိုက်ပုတ်ခိုင်းတာယာထဲမှာနွားချီချယာထုံနေတဲ့ပြည်သူခွန်းအုပ်ကိုဖမ်းဆီးပြီးတော့လက်ချင်းဆက်ပြီးလူသားတိုင်းကလှုပ်ပြီးတက်လာတော့မတိုက်လိုက်ရဘဲနဲ့နောက်ဆုတ်ပေးလိုက်ရတာတိုက်ပွဲကမဖြစ်လိုက်ဘူးရွာထဲကို60မမလက်နဲ့ကြီး drone နဲ့အရင်ဆုံးပစ်တယ် ပြီးတော့လက်နက်ငယ်မျိုးစုံပစ်ပြီးတော့ဝင်လာတာပါလို့မကွေးခရိုင်ပတ်ကပအထူးတပ်ခတ်ရေးတပ်ဖွဲ့တပ်ခွဲနဲ့တာဝန်ခံကြော်ထိုက်ကပြောပြထားပါတယ်။အဲ့ဒီအချမ်းမဆက်တက်ဝင်ရောက်စီးနှင်းခဲ့တဲ့ဂွေးပင်ကြီးကျေးရွာဟာအင်ဂျင်238အင်ရှိပြီးတော့ဂွေးပင်လေးကျေးရွာဟာ218ရှိတယ်လို့သိရပါတယ်။အဲ့ဒီကျေးရွာ2ရွာအပါအဝင်အနီးအနားမှာရှိတဲ့ကျေးရွာ4ရွာကပြည်သူတွေထောင်ထဲချီပြီးတော့ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။ဖမ်းဆီးထားတဲ့လူသားတိုင်းကပြည်သူ9ဦးကိုလည်း တို့ရဲ့ဘေးလွတ်ရာကိုရောက်မှကျိန်းပေါင်းပြီးတော့ပြန်လွတ်ပေးလိုက်ပါတယ်ပြည်သူတွေကိုလူသားတိုင်းကလှုပ်ထားတဲ့အတွက်ကျွန်တော်တို့တပ်ဖွဲ့တွေကမတိုက်ဘဲနဲ့နောက်ဆုတ်ပေးလိုက်ရတာပါဩဇာတော်ကြီးပါအနီးမင်းတော်လမ်းဆုံမှာတနက်15ကြဖောက်ပြီးတော့ကြော်ပတော်ဘက်ကိုဆက်လက်ပြီးတော့ထွက်ခွာသွားတယ်လို့သတင်းရပါတယ်လို့မကွေးခရိုင်ပကဖအထူးတိုက်ခိုက်ရေးတပ်ဖွဲ့တပ်ခွဲနဲ့တာဝန်ခံကြော်ထိုက်ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပေါ်နေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revenue Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့အကြမ်းဖက်ဆင်အာနာရှင်စနစ်ဇိုးကြီးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ